ကဲကျွန်တော်ဒီနေ့မှာ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာမင်္ဂလာပါ Cookie Insta Football Show နဲ့ Chelsea TV ကနေအပြောင်းအကြီးအောင်များအားလုံးကိုကျေးဇူးပါတယ် FIFA Club World Cup ကံနေတဲ့အချိန်မှာကျွန်တော် Chelsea အသင်းဘလို့အကွက်တွေရွှေ့ဖို့ရှိသလဲဘာတွေလှုပ်ဆောင်မှုရှိသလဲနောက်ဆုံးရဆက်ဆက်သတင်းတွေကိုအခြေခံပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်အပြောင်းရွှေ့ဈေးကွက်က Chelsea အတွက်နှစ်ချိန်ရှိပါတယ်ပထမတစ်ချိန်မှာခေါ်ဦးတဲ့နဲ့ကစားသမားတွေခေါ်ဦးပြီးသွားပြီ FIFA Club World Cup အတွက်ဝင်ရောက်ရှင်ပြိုင်စီကျွန်တော်ဒုတိယအပြောင်းရွှေ့ဈေးကွက်ကလည်းတိတ်မကြခင်အချိန်တွင်ဖွင့်တော်မှာပါကျွန်တော်16ရက်နေ့ဆိုပြန်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်တခြားလိုအပ်တဲ့နေရာမှာတခြားကစားသမားတွေကိုခေါ်ယူအားပြည့်တဲ့ပုံစံမျိုးလည်းရှိကောင်းရှိလာနိုင်မှာဆိုတော့လက်ရှိ ့အချိန်တိုက်စစ်မှုတယောက်ကိုချဲစီစိတ်ဝင်စားနေပါတယ်။အဲတိုက်စစ်မှုကတော့အပြိသက်တချို့ပေါ့နော်။စိန်ကောင်းစိန်နေမယ်။ပြီးခဲ့တဲ့ဘောလုံးရာသီကစတုဂတ်အသင်းအတွက်33ပွဲကစားပြီးတော့16ဂိုးအတွင်းပြီး3ဂိုးဖန်တီးမှုတောင်ပြုတ်လုပေးနိုင်ခဲ့တဲ့အသက်23နှစ်အရွယ်ဂျာမနီတိုက်စစ်မှု Nick Voldemari ဖြစ်ပါတယ်။အဲတော့ Voldemari က ဘလို့ကစားသမားမျိုးလဲဆိုတာကျွန်တော်အချင်းချင်းပြီးတော့နိုင်ငံရှင်းပြမယ် Necklace Jensen လို့တိုက်မျိုးပါပဲ A Clinical Striker တိုက်ပဲပေါ့နော်ဘတ်စုံတောင်းစုံကနေကိုသွင်းဖို့အတွက်စူးစမ်းအထုတ်တဲ့ကစားသမားတယောက်ပါဒါပေမဲ့ကျွန်တော် personal ရမကြိုက်ပါဘူးသူရဲ့ physical bit က premier league မှာလာရောက်ကစားတဲ့အခါစိန်ခေါ်မှုအများကြီးရှိပါတယ်ဒါ jackson လို့ဗျာဟို physical bit ဒါ normal လို့ပြောရမှာပေါ့နော်နည်းနည်း pain ိန်တော့ပိန်တယ်တို့ပဲခြေထောက်တွေပါတိတ်မရှူဘူးအဲ့လိုကစားသမားမျိုးတော်မှတွန်းမဲတွန်းနေတာတကယ်တမ်း balance တီကောင်းလားဆိုရင်မကောင်းဘူးကျွန်တော် physical bit ကိုအရင်အလေးထားတယ်ကျွန်တော် reach chain နဲ့ပတ်သက်ပြီးတော့လည်းအဲ့ physical bit ကိုလွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကကျွန်တော်ပြောဘူးတယ်သူဒဏ်ရာမရခင်ကတည်းကဒီကောင်လေးကောင်းတာမှန်တယ်တော့ bro တို့ဒါပေမဲ့ဒဏ်ရာပြဿနာရနိုင်တယ်သူ့ရဲ့ physical bit ကအပေါ်ပိုင်းအရင်ကြီးနေတယ်လို့ကျွန်တော်ပြောခဲ့ဘူးတယ်မှတ်မိတဲ့ညီကိုတွေမှတ်မိလိမ့်မယ်အဲ့တော့ဒီ physical bit ဆိုတာဗျာခနာကိုဖွဲ့စည်းတိစောက်ပုံပေါ့အရင်ရေးပါတယ်ဆိုတော့ဒီ voldemort ဆိုတဲ့ chart ကကြတော့အဲ့လိုပိန်ပိန်ရှိရှိဟိုမှအ ောက်ပိုင်းနည်းနည်းရှူးတယ်ဗျ။ Jackson ဆိုရင်အပေါ်ပိုင်းအောက်ပိုင်းပိန်ပေမဲ့အဲ့လို balance ဖြစ်တယ်တကယ်တော့ lean develop လို့ physical bit ကတော့အကောင်းဆုံးပဲကျွန်တော်အကြိုက်ဆုံးပဲတောင်းတောင်းတင်းတင်းနဲ့ balance လည်းကောင်းတယ်အဲ့တော့ဒီကစားသမားဒီကျွန်တော်သူ့ရဲ့ကစားပုံကစားပေါက်ကို highlight တွေလိုက်ကြည့်ပုံအရာတော့ Bundesliga မှာပဲအဆင်ပြေမယ်တိုးနဲ့တိုက်တယ်ဆိုရင်ပဲ balance တွေရိုင်းတယ်ဖန်တီးပေးတယ်ဂိုးသွင်းတယ်တွေ့မယ်အရင်ဟိုတတိငိမ့်ငိမ့်နေဗျာသိမလားသူ့ကိုလိုက်တိုက်လို့ lean develop လို့ငိမ့်ပြီးတွင်းတဲ့ပုံစံမျိုးမဟုတ်ဘူးရိုင်းထိုးရိုင်းထိုးနဲ့ necklace jackson ကစားတဲ့ပုံတံတန်နဲ့တူတူပါပဲအဲ့တော့ jackson တောင်မှ ရီးမီးယားလိမ200တီရှိသွားပြီဂိုးသွင်းတာတပိုင်းများဒါပေမဲ့ကြိုက်လားဆိုရင်ချယ်ဆီပရိသတ်အများကြီးမကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးဒါပေမဲ့ တရင်ကစားသမားဖြစ်တော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ Jackson လောက်မကောင်းသေးတဲ့ player တယောက်ကို Chelsea အနေနဲ့ခေါ်မယ်လို့လည်းကျွန်တော်မထင်ဘူးသူက33ပွဲကစားပြီး16ခုသွင်းတာအဲ့ဒါ Bundesliga မှာ impress ဖြစ်ချင်စရာအကြောင်းမရှိဘူးအဲ့ကြောင့် Vodimodi ကိုခေါ်မယ်လို့လည်းမထင်ဘူးခေါ်လည်းမခေါ်သင့်တဲ့တိုက်စစ်မှုတယောက်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်ခင်ဗျနောက်ထပ်ဒါဆွေးနွေးခြင်းတဲ့သတင်းကတော့ Give me so ကပေါ်ပြထားတဲ့သတင်းပေါ့ Chelsea က Paris အသင်းရဲ့ CB နောက်ခံကစားသမား Mac ဂူဟီယိုဒါကစားသမားရဲ့ပေါက်ကျဲတဲ့ယွန်နေတဲ့ဈေးတန်းတစ်ခုနဲ့ခုံနိုင်ဖို့ရည်ရွယ်ထားတယ်ဆိုတော့တင်းမှာချက်စီပြိတ်သက်အများစုက ဂွီဟီကိုမကြိုက်ဘူးဗျ။ဒါကျွန်တော်ခံစားမိတယ်။ကျွန်တော်ကိုယ်တိုင်လည်းဂွီဟီကိုလိုချင်လား။ Bro Banfica ရဲ့ Aruho ကိုလိုချင်လားဆိုကျွန်တော် Aruho လိုချင်တယ်လို့ပဲပြောမှာ။ဂွီဟီကိုဘာကြောင့်မကြိုက်လဲ။ရှင်းတယ်လေ။ကျွန်တော်တို့ Chelsea ကထွက်ထားတဲ့ကစားသမား။နောက်ပြီးတော့အရင်ကြီးဗျာဟိုတဲ့မှာတာလွန်ကောင်းမွန်နေတဲ့စွမ်းဆောင်ရည်မျိုးကြီးဂွီဟီကကျွန်တော်တိတ်မမြင်အောင်။ Palace မှာကစားတယ်။တာမန်ကစားသမားရဲ့ထပ်ပို့ပြီးတည်ငြိမ်သွားတာပဲရှိတယ်။ဟာဘောပလင်းကိုညက်နေအောင်လှုပ်တာမျိုးတို့ဥသိဥဆောင်မှုအရင်ကောင်းတဲ့ပုံစံမျိုးတွေတို့ဂွီဟီကမမြင်အောင်။အဲ့တို့ကြောင့် Chelsea ပြည်သက်တွေက မလို့ခြင်းတာဒါပေမဲ့ကျွန်တော်စဉ်းစားရမှာဂူယွန်ဈေးတက်တက်တတာနဲ့ရမယ်ဆိုရင်ရောဆိုတဲ့အပိုင်းစဉ်းစားရလိမ့်မယ်အဲ့ဒါဆိုရင်တော့ခေါ်တင်တယ်ရှလိုဗာနဲ့စကေးပိုင်းကတိတ်မကွာဘူးဆိုရင်ပဲကွန်ဘိုရှားဖြစ်မှုဘိုင်းကတော့မဂူဟီကအများကြီးတာတယ်ရှလိုဗာနာမည်ကြီးတဲ့လောက်မကြီးတာဘာကြောင့်လဲအဲ့ဒီကွန်ဘိုရှားလို့ခေါ်တဲ့တည်ငြိမ်ရင်းချက်မှုဘိုင်းအားနည်းလို့ဗျာပြတိပြာနဲ့အရန်ကစားတယ်ရှလိုဗာတပွဲနဲ့တပွဲမတူတိုးတော့ဂူယီကကျတော့အဲ့ဒီအပိုင်းမှာတော်တော်အားတန်တယ်တည်ငြိမ်ရင်းချက်တယ်လဗိုင်းကိုဝဲကလည်းနည်းနည်းပြတယ်အဲ့လိုကိုဝဲနဲ့ဒါတွဲပြီးတဲ့နာဂူဟီလိုပလေယာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တွေက Palace ခေါ်တဲ့ ်ပောက်ခဲ့ရခြေတော့ပေးမှာမဟုတ်ဘူးအဲ့ပောက်ခဲ့ရခြေပေးလဲမတန်ဘူးတိုးတော့အခုပေါ်ပြချက်လိုမျိုးပေါက်သေးတဲ့နဲမဲ့အခြေအနေမျိုးကျွန်တော်ခေါ်တဲ့အဲ့တော့ပေါက်သေးတဲ့နဲတာမှာကျွန်တော်တွေကအตาကြီးကနေခေါ်ယူလို့ရတယ်။ဘာကြောင့်လဲကျွန်တော်တို့မက်ဂွီကိုပဲလစ်ကိုရောင်းချတဲ့အချိန်ကာလက Salon Gloss 25%ကျွန်တော်ထည့်တာ။ပေါင်တန်းတရာဆိုကျွန်တော်25တန်းရမယ်ဗျာ။အဲ့တော့ကြောင့်ဒီ Salon Gloss ကိုပဲလစ်ဒီရော့နိုင်တဲ့ အခြေအနေမျိုးကိုပဲသူဥတီလိမ့်မယ်တခြားကလပ်တင်းကိုရောင်းအောင်ပဲဗျာကွီဟီကိုပေါင်တန်း၄၀တန်း၅၀တင်းချယ်စီကို25%ပြန်ပေးရမယ်ကျွန်တော်တခါလည်းအဲ့ဒါပြောပြီးသွားပြီတော်တော်ချယ်စီကိုပြန်ရအောင်တော့အဲ့ဒီဘိုင်းကိုသူတို့ short ပေးရင် short ပေးလိမ့်မယ်ဒါပေမဲ့ချယ်စီကိုပေးစရာမလိုပါဘူးအဲ့ဒါကြောင့်ကွီဟီကလည်းဈေးတက်တက်တာနဲ့ရရင်စဉ်းစားတင်းတဲ့ player တယောက်ဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဆွေးနွေးခြင်းနဲ့အကြောင်းအလေးကတော့ဒိုင်ယိုမန်ဒီဘက်ကိုပြန်ပြီးတော့လှည့်လာတဲ့ချယ်စီဆိုတဲ့တင်းပေါ့နော်အိုချိုးကိုကပေါ်ပြထားတာပါ အသက်၂၁နှစ်အရွယ် Ivory Coast နောက်ခံလူ Diamond ကိုအခုနေရာဒီမှာခေါ်ဖို့ပြန်လဲစိတ်ဝင်စားလာတယ်ပေါ့လေအရှိမလဲကျွန်တော်တို့ဒီ Benfica နောက်ခံကစားသမား North Thomas Araujo ကိုလည်းစိတ်ဝင်စားတယ်လို့မျိုးတုံသတင်းထွက်တာပါဒါကလည်းကောလာဟာလာအဆင်ပဲရှိပါသေးတယ်ကျွန်တော်တို့ပွင့်လင်းပြောရင်အဲ့ Diamond ကိုတိတ်သဘောမကျဘူးဗျ Diamond ကကစားပုံလေးတယ်အသက်၂၁နှစ်အရွယ်ဆိုတာကလည်းတိတ်ပြီးယုံကြည်ခြင်းစရာမကောင်းကြတော့ဒါပါကျွန်တော်တယောက်တည်းအမြင်လဲဖြစ်ရင်ဖြစ်လိမ့်မယ်ပေါ့နော်သူ့ရဲ့မျက်နှာအမူအရာဘာညာအသက်၂၁နှစ်ထက်ပိုကြီးတယ်လို့ကျွန်တော်ခံ ံစားနေရတယ်။ရေရှင်မှာချက်သီးတင်းရဲ့ defensive line မှာအဆင်ပြေ ਈ မပြေ ਈ တစ်ချက်စဉ်းစားရမှာဖြစ်တယ်လို့ Sportling Spoon ကလည်းအရန်ပတ်စံအတောင်ကျန်းနေဗျ။ဒီ veranda ဆိုတဲ့ပုံကိုဆိုရင်ဒီ Vidal Yogesh တဲ့ပတ်သက်ပြီးတော့လူဒါထက်ပိုတဲ့တောင်းဆိုမှုမျိုးတွေရှိတယ်ဆိုတာကျွန်တော်ကြားရတယ်။အဲ့တော့ကြောင့် Diamond ကိုလည်းခေါ်မယ်ဆိုရင်ချက်သီးနေနဲ့မဟာဒရားကြီးပြောင်းရွှေ့ကြီးပြေးရဖို့ရှိတယ်။အဲ့တော့ကြောင့်ကျွန်တော် Diamond ခေါ်မယ်အစားပေါ့နော်။တခြားသောပြစ်မဲ့ကစားသမားတရားရောက်ကိုချက်သီးနေနဲ့ခေါ်လိုက်တာကပိုပြီးတင့်တော်မှာဖြစ်တယ်လို့တော့သုံးသပ်ရနေပဲ။ဗီဒီယိုလေးကိုဒီမှာ နာခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးအားလုံးကျေးဇူးအများကြီးတင်ပါတယ်